ဆွေမျိုးတွေထဲကနေပြီးတော့ွယ်လွန်သွားတဲ့ပုံကိုယ်တွေရှိတယ်တမလွန်ဘဝရောက်သွားတဲ့ဆွေမျိုးတွေအဲ့ဒီတမလွန်ဘဝရောက်သွားတဲ့အဖိုးတွေရှိတယ်အဖွားတွေရှိတယ်နော်အဖိုးအဖွားတွေရဲ့အမေဖေတွေရှိမယ်ဦးကြီးဦးလေးတွေရှိမယ်ကိုနဲ့ဆွေမျိုးသားချင်းတော်တဲ့ပုံကိုယ်တွေတမလွန်ဘဝရောက်သွားတဲ့ပုံကိုယ်တွေအဲ့ဒီပုံကိုယ်တွေကိုလည်းပဲ ပြစ်မထားရဘူးတဲ့နော်ပြစ်မထားရဘူးအချိန်ခါအားလျော်စွာကုသိုလ်ကောင်းမှုသူတို့အတွက်ယေရှုလုပ်ပြီးတော့အမြတ်တမ်းပေးဝေပေးရမယ်တဲ့ယေရှုတဲ့ကုသိုလ်ဒါမြန်မာပြည်မှာဘုရားဘာသာဝင်တွေလုံးလိလုံးထားရှိကြတယ်နော်တယ်မနောဘောပြောင်းသွားတဲ့မိဘဆွေမျိုးတွေကိုယေရှုပြီးတော့ကုသိုလ်ကောင်းမှုလုပ်တာဟာသူတို့အတွက်လူတော်လူကောင်းဖြစ်တယ်သူတို့အတွက်ကောင်းသူဖြစ်တယ် အကယ်၍မေ့ထားမယ်ဆိုလို့ရှိရင်အကယ်၍များတမလွန်ဘဝရောက်သွားတဲ့ပုဂ္ဂိုလ်ကစားစရာဆင်းရဲနေစရာဆင်းရဲနဲ့ဆင်းရဲတဲ့ပိဋကဘုံများရောက်နေမယ်ဆိုလို့ရှိရင်တမျောမျောတဒန္တနဲ့ကိုယ့်အတွက်အလှအမြဝေနိုးအမြဝေနိုးနဲ့စောင့်နေကြရတဲ့ဘဝမျိုးဆိုတာရှိတယ်ဒါလည်းပဲ ဟိုအမတ်တမဲ့မနေသင့်တဲ့ကိစ္စတစ်ခုပေါ့မတော်တဆအက်ဆီဒင့်နဲ့တေသွားတဲ့ပုံကိုယ်တွေဟာအင်မတန်ကိုကုသိုလ်ကြီးတဲ့ပုံကိုယ်တွေဟာနတ်ဘုံနတ်ဘဝရောက်ချင်ရောက်သွားမယ်ချက်ချင်းအဲ့ဒါလို့မဟုတ်ဘဲနဲ့အထိတ်တလန့်နဲ့စိုးရင်တော့ကနဲ့တွေ့တာမှုတွေနဲ့တမလွန်ဘဝပြောင်းသွားတဲ့ပုံကိုယ်တွေဟာရုပ်တရက်ရှောင်းတခင်ဆိုရင်ဘာဖြစ်တတ်တုံဆိုရင်တိတ်တာဘုံရောက်သွားတတ်တယ် ပြိတ္တာဆိုတာဒါလူတွေကတော့အဲ့ဒါကိုကြည့်ပြီးမကြွဘူးပြောတာပေါ့အိမ်ပေါ်မှာဟာလာအတန်ပြူတာတို့အနီးပတ်ဝန်းကျင်မှာမြင်လိုက်တာတို့ဒါမျိုးတွေဖြစ်တတ်တယ်နော်အခုကိဆိုလို့ရှိရင်တယ်လီဖုန်းဆက်တာတို့တယ်လီဖုန်းကလာမိတာတို့သိသွားတဲ့ပုဂ္ဂိုလ်ကလောက်တာအဲ့ဒါဟာတကယ်တော့ပြိတ္တာပုံရောက်သွားတာ ပြိတ္တာဆိုတာခုခေတ်လို့ဆိုရင်တော့တစေတရေကိုပြောတာပေါ့အဲ့ဒါလို့မကျွတ်မလွတ်ဆိုတာဘာဖြစ်လို့တုံးဆိုမိသားစုတန်ရောစဉ်ပစ္စည်းတန်ရောစဉ်တခုတန်ရောစဉ်တေကန်ဤမှာအာယုံရသွားတဲ့အဲ့ဒီတန်ရောစဉ်ညောင်းမလို့ရုတ်တရက်ရှောင်းနေခင်သူဟာပြိတ္တာဘဝရောက်သွားတယ်ရောက်သွားတဲ့အခါမှာ တခါတရံသေးသွားတဲ့ပုံကိုယ်တွေကသူကိုယ်သူသေးတယ်လို့တော့မသိလိုက်ဘူးလှင်းလင်းမြန်မြန်သေးသွားလို့အစည်းရင်နဲ့သေးလို့ရှင်သေးတယ်လို့တော့မသိလိုက်ဘူးရုပ်တည်းအိပ်ပျော်ရာ နိုးသွားတယ်လို့ဖြစ်တာအဲ့တော့သေးတယ်လို့မသိတော့တချို့လဲကိုယ့်ကိုအရင်လူလို့ထင်ပြီးတော့အိမ်ပြန်လာတာတွေရှိတယ်အိမ်ရောက်တဲ့ခွေးကဟောင်းနေသူ့ကိုအိမ်ကလူတွေကသူ့ကိုမမြင်ဘူးမခေါ်ဘူးအဲ့ဒီမှာသူတို့မှာဆိတ်ဆင်းရဲမှုတွေဖြစ်တယ် ဒါဒီလိုဇလန်းနေလည်းပဲပြည့်နေတာပဲဒါဒါပိတလောကလို့ခေါ်တယ်ပြိတ္တလို့ခေါ်တယ်အဲ့ဒီလိုကိုယ့်ရဲ့ဆွေမျိုးသားချင်း အနီးအိမ်ကိုပြန်လာတတ်တဲ့ပြိတ္တမျိုးတွေပါတွေဖြစ်နေပြီဆိုတဲ့အခါမှာသူကိုယ်သူ မသိရှိသေးတဲ့အချိန်ပိုင်းသိသွားတဲ့အချိန်ပိုင်းအဲ့ဒီအချိန်ပိုင်းနေရောက်လာပြီဆိုတဲ့အခါမှာမိသားစုတွေက ကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့ မကြမကြအမြတ်တန်းနေပေးဝေပေးခြင်းအဖြစ်သူဟာတာရုခေါ်လိုက်လို့အဝတ်အစားလှူပြီးတော့အမြတ်ဝေလိုက်လို့ရှင်သူ့မှာဝတ်ဆရာဝတ်တွေရသွားတယ်သူတို့စီမှာမြတ်စွာဘုရားဟောထားတာရှိတယ်ပြိတ္တာဘုံဆိုတာတဲ့ထွန်ရက်စိုက်ပြိုးစားလို့လည်းမရဘူးကုမ္ပဏီထောင်ပြီးအလုံးလုံးလုံးလည်းမရဘူးရောင်းဝယ်လုံးလုံးလည်းမရဘူးကံကပေးသည်မလေးနဲ့နေချာကံမပေးရင်ဘာမှကောက်ယူလို့မရတဲ့ ဘဝမျိုးစားစရာမရှိဘူးအမြဲတမ်းဆင်းရဲတယ်အဲ့ဒီလိုဘဝမျိုးရောက်နေတဲ့အခါမှာဒီကကုသိုလ်ကောင်းမှုလုပ်ပြီးအမြတ်တမ်းပေးဝေလိုက်လို့ရှင်ကုသိုလ်ရဲ့စွာအားကြောင့်စားစရာတွေရလာတယ်နေစရာတွေရလာတယ်ဝတ်စရာတွေရသွားတယ်ဒီလိုဆိုလိုတာအဲ့တော့တချို့ကြတော့ဘဝပြောင်းသွားတာလည်းရှိတယ်ဘဝမပြောင်းမနဲ့အဆင့်မြင့်သွားတာလည်းရှိတယ်စင်စင်ရဲ့ဘဝကနေချမ်းသာတာ ဥပမာပဲဆိုရတော့လူတယောက်ဟာအမှန်တန်ဆင်းရဲတဲ့ဘဝကနေပြီးတော့ထီပေါင်းလို့ပဲဖြစ်စီပေါ့တခုခုအောင်လို့စီးပွားတိုးတက်သွားပြီးတော့ငွေကြေးဓနာတွေမြောင်များစွာရသွားတယ်ပုဂ္ဂိုလ်တယောက်ဟာချမ်းသာသွားတယ်လို့ပဲကြိတ်တာပုံမှာလည်းပဲဒီဟာကုသိုလ်ကောင်းမှုလုပ်ပြီးမြတ်တမ်းပေးဝေလိုက်လို့ရှိရင်ချက်ချင်းသူတို့မှာစားစရာတွေနေစရာတွေဝတ်စရာတွေပြည့်ပြည့်စုံစုံဖြစ်သွားတာဒါက ုသိုကောင်းမှုလုပ်ပြီးမြတ်တမ်းပေးဝေလို့ရှင်ဒီလိုဖြစ်တယ်ဆိုတာမြတ်စွာဘုရားဟောတာတဲ့ပေတဝုထုဆိုတာလည်းရှိတယ်မြန်မာပြည်မှာလည်းပဲပြောနေကြတဲ့ဝုထုတွေပုံပုံဝုထုတွေအများကြီးပဲရှိကြတာတွေကတမလွန်ဘဝကအရေးနဲ့ပတ်သက်လာလို့ရှင်အေးဒါကြောင့်မို့တမလွန်ဘဝပြောင်းသွားတဲ့ပုံကိုယ်တွေနဲ့ပတ်သက်ပြီးတော့အမတ်တမဲ့မေးလျော့ပြီးတော့မနေပဲနဲ့ ခုမိတ်ဆွေပဲဖြစ်စေဆွေမျိုးသားချင်းပဲဖြစ်စေကုသိုလ်ကောင်းမှုလုပ်ပြီးတော့ကြကြနာနာဖိတ်ပြီးတော့အမြပေးဝေသင်းတယ်အမြပေးဝေတိုင်းသူတို့ရသလားလို့ဆိုတော့မရဘူးဘယ်လိုမှရတာတော့ဆိုတော့သူတို့ကလက်ခံမှရတယ်ကိုကအမြပေးဝေတာကိုသူတို့သိတယ်သိပြီးတော့တာရုခေါ်တယ်ဆိုရင်ရတယ်ကိုကပဋိဌာနသူတို့ကပတ္တနုမောဒနာပဋိဌာနဆိုတာလဲကုသိုလ်ပဲ ပတ္တနုမောရဏဆိုတာလေကုသိုလ်ပဲအဲ့တော့သူတို့အနေနဲ့ပတ္တနုမောရဏကုသိုလ်ရတာဒီဟာကုသိုလ်ကောင်းမှုလုပ်ပြီးအမြပေးဝေလဲလို့တာရုလို့ခေါ်လိုက်တာနဲ့တပြိုင်နက်ချက်ချင်းရဘလောက်ထိအောင်ချက်ချင်းရတော့ဆိုရင်မြင့်ရမြင့်ရကုန်းပေါ်မှာရွာချလိုက်တဲ့မိုးရေတွေဟာနေရကိုချက်ချင်းစီးသွားတယ်လို့ပဲတဲ့မြတ်စွာဘုရားက ဩနမေဥရကံဝုတ်ထံယထာနေနံပဝတ္တိဧဝမေဝဣတောဒိဏံပေတနံဥပကပတိလို့တိရောဂုတ်တသုံးမှာမြတ်စွာဘုရားလူဟောထားရှိတယ်။မြင်းရကုန်းပေါ်မှာရွာချလိုက်တဲ့မိုးသည်ဒလဟောအနေနဲ့ကိုစီးဆင်းသွားတယ်လို့ပဲ။ဒီကနေအမြတ်တမ်းပြေးဝေလိုက်လို့ရှိရင်တမလွန်ဘုရားရောက်နေတဲ့သူတို့ကလည်းတာရုခေါ်လိုက်တယ်ဆိုရင်ချက်ချင်းဒီကုသိုလ်ရဲ့အကျိုးဟာချက်ချင်းရသွားတယ်လို့ဒီလိုဆိုတာ